အီးများတဲ့စောင်းတညမှာကချင်ပြည်နယ်မှာဆိုရင်ကတော့ခေါပုတ်ထောင်းစားတာပေါ့နော်ဒီမှာကတော့ထောင်းစရာခေါပုတ်မရှိတော့ပန်းသီးကိတ်လေးလှုပ်စားပါမယ်အခုလိုဆောင်းဦးအချိန်မှာပန်းသီးတွေကအပေါ်ဆုံးပဲဒီပန်းသီးတွေကိုအလားဟာတာမဖြစ်အောင်ပန်းသီးကိတ်ကလေးလှုပ်စားမယ်ပထမဦးဆုံးအနေနဲ့ဂျုံမုံကြက်ဥနွားတို့တကြားဆော်တာအနေငယ်ထည့်ပြီးတော့မှနှက်ထားလိုက်ပါတယ်ထောဘတ်ခဲနေတဲ့ဟာကိုအေးပြောအောင်အပူပေးလိုက်မယ် ဆိုတော့ microwave ထဲကိုထည့်ပြီးတော့မှအပူပေးလိုက်ပါတယ်ကဲထောပတ်လေးရပြီဆိုတော့ခဏအေးခံထားလိုက်မယ်။ပန်းသီးလေးတွေကိုအခွန်နွာပြီးတော့မှတောက်တောက်ဆင်းပါမယ်။ပန်းသီးအကြီး၃လုံးအသေး၃လုံးထည့်ပါမယ်။ ခွန်နွားထားပြီးသားပန်းသီးတွေကိုအခုလိုလေးပဲအစိမ့်စိမ့်လေးတွေတုံးပါမယ်။ပြီးရင်နှက်ထားပြီးသားဂျုံမုံပေါ်မှာထည့်ပြီးတော့မှထပ်မွေလိုက်ပါတယ်။ထောပတ်လေးထည့်မယ်ထပ်မွေမယ်။ကဲဒါဆိုရင်ကတော့မုံဖုတ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။ baking paper လေးခံပြီးတော့မှ ဖုတ်ပါမယ်။ ဘေကင်းပန်ထဲမှာမုံသားလေးတွေထည့်ပြီးပြီဆိုရင်ကတော့ပိုနေတဲ့စက်ကူလေးတွေကိုကတ်ကြီးလေးနဲ့တိပြီးညက်ပေးရပါတယ်။ဒါပြီးရင်ကတော့အိုဗန်ထဲကိုထည့်ပြီး160ဒီဂရီနဲ့မိနစ်40လောက်ဖုတ်ပေးလိုက်ပါတယ်။ပြင်ဆင်ချိန်နဲ့မုံဖုတ်ချိန်ပေါင်းလိုက်ရင်တနာရီလောက်ပဲအချိန်ပေးရမှာဖြစ်ပါတယ်။ပရောဆက်ကတော့ဒီလောက်ပဲရံကိုလွယ်ကူရိုးရှင်းတဲ့အခုဆိုရင်ကတော့ အရာကိုစားကောင်းတဲ့ home bake pandi cake ကလေးရပါပြီ။ဆိုတော့ကအခုဒီက Scottish တေလိုမျိုးပေါ့နော် tea time မှာလက်ဖဲရည်လေးနဲ့ apple cake ကလေးနဲ့စားလို့ရပါပြီ။လွယ်ကူမြန်ဆန်တဲ့ pandi cake ကလေးလုပ်ပြီး enjoy ကြပါနော်။အားလုံးပဲကျေးဇူးပါ။